အဖက်ကိုတုတ်စားတဲ့လူမျိုးကဘာပေါ်မှာမြန်မာပဲရှိတယ်တဲ့ကျန်တဲ့လူမျိုးကလက်ဖက်ကိုအချောက်ခံရင်းနှင်းနဲ့ပြုတ်ပြီးအခါရည်ဖြစ်တော့တာလက်ဖက်တုတ်စားတဲ့လူမျိုးကကျွန်တော်လူမျိုးတစ်မျိုးတည်းရှိတယ်အကြောင်းပြောရင်းနဲ့လက်ဖက်တုတ်အကြောင်းရောက်သွားတာလက်ဖက်ကိုကျွန်တော်တို့တုတ်ပြီးစားရင်ဘယ်အထက်ကိုထက်စားလဲဆိုရင်ယွန်းအပေါ်မှာတင်ပြီးစားတာဗျာယွန်းကလေးကိုကန်ပြီးတော့တကင်းတယောက်ကပြောတယ်ဟိတ်ကောင်ကွာတယ်တိတ်ဒိတ်ပဲရှိတာလက်ဖက်တုတ်ကွာ ပြောတာရှမ်းတော့ရှမ်းပြောတာကျွန်တော်တကယ်ချင်းကျွန်တော်တကယ်ချင်းဆိုင်ဝင်းမြင့်ကြီးစားกว่าလေမင်းငါမင်းမယ်กว่าလေဒီယွန်းအစ်ကဘယ်ရလာလာလဲပကံกว่าဟာပကံလည်းမပြောပါနဲ့กว่าမြင်းကပားရွာလို့ပြောပါกว่าမြင်းကပားရွာဆိုတာမင်းအနော်တာမင်းစောစပြီးတဲခဲ့တဲ့ပထမမြန်မာနိုင်ငံတော်ကြီးပေါ်လက်ဖက်တင်ထားတာกว่าလက်ဖက်ဘယ်ရလာလဲစမ်းမြန်မိတာဟောကောင်ကလာရှမ်းပြည်ဟာရှမ်းပြည်လို့ပြောရင်မင်းဘယ်ဟုတ်မလဲกว่าလေ တောင်ပေါ်ဒေသတွေကအကုန်ထွက်တယ်ကွာလက်ဖက်လက်ဖက်ဆိုတာတောင်ပေါ်ပစ္စည်းကွာမြေဘဲဆံလေးဒီကကင်နေမြေဘဲဆံတို့ပဲလို့မျိုးတိတို့ဒါတော့ကွာမြေပြန့်ကလာတာကွာပဇွန်ချောက်တွေကင်နေသူကပဇွန်ချောက်တွေကင်ပြီးသူကပြောတာဒါတော့ကွာလေမြေဝကျွန်းပေါ်ပေါ့ကွာလေတို့ရခိုင်တို့မြေဝကျွန်းပေါ်တို့မင်းတင်ရာကြီးဘက်ကလာတာကွာမင်းစနာချင်းပထမမြန်မာနိုင်ငံတော်ကြီးပေါ်မှာတို့တိုင်းရင်းသားလူမျိုးတွေချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့နေခဲ့ကြတယ်အတိတ်နမိတ်ကြီးကွာတဲ့ မင်းလက်ဖက်တုပ်စားတဲ့အစင်လာပကန်းခစ်ကြရတာဖြစ်ခဲ့ရင်ငါတို့တိုင်းရင်းသားတွေချစ်ခဲ့ကြလားနှစ်တစ်ထောင်မကားရှိပြီကွာစက်ပြီးချစ်ဖို့လိုတယ်ကွာ